ဈေးသွားဝယ်တဲ့အခါမှာလားလူဈေးလူပြောပြီးတော့ဈေးဆိုင်ထုတ်ပေးလိုက်တဲ့အခါဈေးသက်သာနေတာကိုတွေ့ဘူးကြရတယ်မလားပါဝင်တဲ့ဈေးမျိုးစားချင်းတူပေမဲ့ထုတ်လုပ်တဲ့ကုမ္ပဏီမတူတဲ့လားလူဈေးတွေနဲ့ပါဝင်တဲ့ဈေးမျိုးစားကိုပဲအမိတက်ထားတဲ့လားလူဈေးဆိုပြီးတော့ရှိပါတယ်ကုမ္ပဏီကွဲလားလူဈေးတွေကတော့ brand မီမတူသလိုဈေးလည်းတိတ်မနေနိုင်ပါဘူးဒါပေမဲ့ generic drugs လို့ခေါ်တဲ့ပါဝင်ပစ္စည်းအမိတက် လားလူဈေးတွေကတော့ဈေးသက်သာနေပါတယ်ဥပမာ စီးကျိုအတွက်သုံးများတဲ့ metformin ဆိုရင် glucofast တို့ glucofast asa နောက်တော့ fortamat ဒါမှမဟုတ်ရှင် glumatsa အဲ့လို brand စိတ်နာမည်ရှိသလို metformin tablet လို့ပဲအမည်တပ်ထားတာတွေကလည်း generic drugs တွေပဲဖြစ်ပါတယ်အဲ့လို့ဆိုရင်ဈေးကွာခြားမှုကြောင့်ဘယ်လိုဖြစ်မယ်ဆိုတာကိုသတိထားမိမယ်လို့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကအဲ့လိုအလားတူဆေးလို့ပြောတဲ့ generic drugs တွေအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုလေးစလိုက်အောင်နော်။ January Drug ဆိုတာက brand စိတ်စေးဝါးတွေနဲ့မူဝိုင်ခွင့်ပဲကွာခြားတဲ့စီးပွားဖြစ်ပါတယ်။ brand စိတ်စေးဝါးတစ်မျိုးရဲ့မူဝိုင်ခွင့်ကတက်တန်းကုန်ဆုံးသွားတဲ့အခါမှာထုတ်လုပ်ရောင်းချခွင့်ရတဲ့ brand မီမပါတော့တဲ့စေးဝါးတွေပဲဖြစ်ပါတယ်။အစားအသောက်နဲ့စေးဝါးကုတ်ကဲဦးစီးဌာနရဲ့ပြောတဲ့ဇာတ်ရဆိုရင်တော့အလားတူ version ဆိုတာ brand စေးဝါးအတိုင်းပဲတူညီတဲ့ပုံပစ္စည်းတွေရှိရမှာဖြစ်ပြီးတော့တူညီတဲ့အရေးသွေးနဲ့ baking စိတ်ချမှုစံနှုန်းတွေလည်းပြည့်မီနေရမှာဖြစ်ပါတယ်။အဲ့ဒါပြင်အလားတူစေးဝါးတွေက သောက်သုံးရမယ့်ပမာဏဘေးကင်းစိတ်ချရမှု ထိရောက်မှုအာနိသင်လှုပ်ဆောင်ချက်သောက်သုံးရတဲ့နီလန်ကုသပေးနိုင်တဲ့ယောဂဝေဒနာတွေစတွေမှာ brand safe စီးဝါးတွေတိုင်းတူညီနေရမယ်လို့ FDA ကသတ်မှတ်ထားပါတယ်အဲ့တော့အလားတူစီးဝါးတွေအားလုံးကိုဈေးကွက်မှာမဖြန့်ချီခင်မှာ FDA ကပြန်ပြီးတော့သုံးသက်စစ်ဆေးပြီးမှခွင့်ပြုပေးရတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြောမယ့်အကြောင်းကတော့အဲ့ဒီလားတူစီးတွေအာနိသင်ကောင်းရလားစိတ်ချရလားဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဈေးကွက်ရဲဆိုတိုင်းတော့အပေါ်သာမဟုတ်ပါဘူး FDA ရဲ့စီမင်းသတ်မှတ်ချက်အရ brand စိတ်နဲ့အလားတူဆေးတွေပါဝင်စီးပွားအလုံးဟာလုံဆောင်ချက်ကောင်းရမှာဖြစ်ပြီးတော့ဘေးကင်းစိတ်ချမှာလည်းဖြစ်ပါတယ်အလားတူဆေးတွေမှာ brand စေးဝါးတွေလိုပဲအာနိသင်ပါဝင်တဲ့ပစ္စည်းတွေကောင်းကျိုးတွေဘေးရဆိုးကျိုးတွေကအတူတူပဲရှိနေပါတယ် generic drugs တွေရဲ့ထပ်ဝက်လောက်က brand စိတ်ဆေးကုမ္ပဏီကြီးတွေကပဲတလို့တာဖြစ်ပါတယ်မူပိုင်ခွင့်တက်တန်းကုံဆုံးသွားတဲ့သူတွေအဲ့ပေါ့နော်သူတို့ရဲ့ကိုယ်ပိုင်စေးဝါးတွေကိုပဲ brand မည်မပါဘဲနဲ့ generic drug အဖြစ်နဲ့ပြန်ထုတ်လုပ်ကြတာပဲဖြစ်ပါတယ် တော့ဘလူးကွာချမှုရှိတယ်ဆိုရင်တော့ဒီ generic drugs တွေကို brand စိတ်တုံးကလိုပဲပုံစံဒီဇိုင်းတွေအတိုင်းထုတ်လုပ်ခွင့်တော့မပေးပါဘူးအဲပါဝင်တဲ့ဆေးဝါးအတူညီနေပေမဲ့အယောင်တွေအရာသားတွေအပိုထည့်သွင်းတဲ့အကူပစ္စည်းတွေပေါ့နော်ပြီးတော့ဆေးရဲ့ပုံစံသင်ပြနေအဲ့ဒါတွေကတော့ကွာချနိုင်ပါတယ်ဒါဆိုရင်ဘာဖြစ်လို့ဈေးချိုနေရလဲပေါ့နော်အဲ့အကြောင်းရင်းကတော့ပေါ့ဆေးဝါးအစ်စ်တမျိုးကိုဈေးကွက်တဲ့ရောက်ဖို့ကအချိန်က9နှစ်လောက်ပေးရပြီးတော့ဒေါ်လာတန်း800လောက်ကုန်ကြနိုင်ပါတယ်ဈေးတမျိုးတည်းကိုပြောတာပေါ့နော် အဲ့တော့ Genetrix company တွေကအစ်စ်ထပ်ထုတ်လို့ဇာမလို့တော့တဲ့အပြင်မှာဒီ brand တွေကြော်ညာကတွေဈေးကွက်ဖြန့်ကျက်စိတ်တွေကလည်းပိုသက်သာပါတယ်။အဲသူတို့ကဈေးနှုန်းသက်သာရဆိုတဲ့အချက်နဲ့ဈေးကွက်တွေရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်ပေါ့နော်။အဲ့တော့အများအပြား Genetrix တွေက brand စိတ်တွေဆက်ကုန်ကျစိတ်က30ရင်းတော့ကနေ50ရင်းတော့ပိုသက်သာပါတယ်။အဲ့ဒါကြောင့်မို့လဲဈေးသက်သာနေတာဖြစ်ပါတယ်။အဲ့တော့ blue test စဉ်းစားဖို့လိုမလဲဆိုရင်တော့ဒီအလားတူဈေးဆိုရင်ကျွန်တော်တို့က ကိုလိုချင်တဲ့ဈေးရပါဝင်တဲ့ဈေးမြေပေါ့နော်ဂျန်ရွန်နေဥမာပေါ့နော်ဒီပါစီဒီမောဆိုပါစီဒီမောဖြစ်ရမယ်ပေါ့နော်အဲ့တော့နောက်ပြီးမီလီဂရမ်မီလီဂရမ်ဆိုဘယ်လောက်မီလီဂရမ်လဲအတိအကျသိထားဖို့လိုတယ်အဲဈေးရပုံစံကွဲပြားသွားရင်မယ်ပါဝင်တဲ့ဈေးရနံပါတ်ရမီလီဂရမ်နဲ့တူရဆိုရင်ကိုလိုချင်တဲ့ဈေးနဲ့တူတူရလို့ကျွန်တော်သိနိုင်ပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့နောက်မှာ XR တွေ XR တွေပေါ့နော်အဲ့ဒါတွေပါလားမပါလားအဲ့ဒါတွေလည်းကြည့်ဖို့လိုပါတယ်ပေါ့နော်အဲ့ဒါတွေပါတယ်ဆိုတော့အဲ့ဒါပါတာပေါ့လိုက်ရှာမှာဖြစ်ပါတယ်အဲ့ဆေးရဲ့ဈေးနှုန်းနဲ့ကွာဟနိုင်မိမယ်လေအာနိသင်ရတော့အတူတူပါပဲ အဲသုံးဆွဲတဲ့သူတွေကတော့ဈေးနှဲရင်အည်သေးကောင်းမှာမဟုတ်ဘူးလို့တွေးတတ်ကြတယ်။အဲဈေးပိုကြီးလို့ဈေးပိုကောင်းသွားရဲဆိုတော့တကယ်တော့မရှိပါဘူး။အားလုံးအတူတူပါပဲ။အဲဒါပေမဲ့တချို့အတွက်ကြတော့တောက်ပြီးတဲ့အခါမှာခနာကိုထဲမှာဆေးရထုတ်ဆောင်ချက်ကတော့နည်းနည်းကွာခြားသွားနိုင်ပါတယ်။အဲတော့အကြောင်းရင်းကတော့ဒီ January drugs မှာအပူပါဝင်နေတဲ့အကူပါဝင်ပစ္စည်းတွေရဲ့အမျိုးအစားနဲ့ပမာဏကွာခြားသွားတာရဲ့လူတယောက်နဲ့တယောက်နဲ့ကဆေးစုပ်ဝင်နိုင်စမတူတာပါနော်အဲ့တော့တယောက်နဲ့တယောက်လုံးဝမတူဘူးတချို့ကဒီဆေးနဲ့ပိုတဲ့တယ် ချို့ကြဒီစီးနံပို့ပြီးတော့စီးစွမ်းပို့ပြီးတော့ပြတယ်ဗောနော်အဲ့လိုမျိုးတွေကလည်းတယောက်နဲ့တယောက်မတူတဲ့ကြောင့်မလို့အဲ့လားကြောင့်မလို့လေဒီကောင်ကပိုကောင်းတယ်ပါညာမျိုးတတ်မှတ်ကြတာဖြစ်ပါလိမ့်မယ်ပုံမှန်ကတော့အကုန်အတူတူပါပဲဗောနော်ဒါကြောင့်မလို့နောက်ဆုံးပြောချင်တာကတော့ကိုယ်နဲ့အစဉ်ပြေတဲ့ဇီဝကိုရွေးချယ်တာဒါမှမဟုတ်ရှင်ဆရာဝန်ညွှန်းတဲ့ဇီဝကိုရွေးချယ်တာတော့အကောင်းဆုံးပါပဲလို့ ပြောရင်းနဲ့ပဲကျွန်တော်ဘီယိုလေးကိုညီကုန်းချော်လိုက်ပါတယ်ဒီဘီယိုလေးကိုကြီးရဲ့လူတွေအနေနဲ့လည်းအလားတူဆေးလို့ပြောတဲ့ January drugs အကြောင်းကိုထိုင်လျောက်သိကြပြီးတော့ကျမရဲ့ဘူးဒရာရရှိသွားမယ်လို့ပြောလင်ပါတယ်ဒီလိုဘူးဒရာဘီယိုလေးအမြဲတမ်းတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ AM channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါလို့ပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးညီကုန်းကျမ်းမာကြပါသည်ခင်ဗျာနောက်ထပ်ဘီယိုမှာပြန်တွေ့ကြမယ်နော်